မင်္ဂလာပါရှင်။စီအလိုက်သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ1ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ဗမာမြို့သိမ်းတိုက်ပွဲကို KIA မဦးစီးပေး PDF တို့ဦးစီးကြောင်းပြောဆိုမှုဟောင်းမြမတက်မတော်နဲ့တွေ့ဆုံဆွေးနွေးရေးအသွားအလာမပြတ်စီဖို့ထိန်းပြောတာဖြစ်နိုင်တယ်လို့စီရင်တဲ့နိုင်ငံရေးအကြီးအကဲတွေကတုံ့တက်ပြောဆိုလိုက်တဲ့သတင်း။အရှိတီမောနိုင်ငံမှာစီးပွားရေးမကျေနပ်မှုတွေကြီးထွားလာတဲ့အတူလူမှုဆန္ဒပြအောင်ကြွလာခဲ့တဲ့ဆွေတဲ့တင်အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမောက်မြို့သိမ်းတိုက်ပွဲကို KIA မဦးစီးပေး PDF တို့ဦးစီးကြောင်းပြောဆိုမှုဟာမြန်မာတပ်မတော်နဲ့တွဲဆောင်ဆွေးနွေးရေးအသွားအလာမပြတ်စေဖို့ထိန်းပြောတာဖြစ်နိုင်တယ်လို့စစ်ရေးနဲ့နိုင်ငံအကြက်ခက်တွေကတုံ့သက်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်ဗမောက်မြို့သိမ်းတိုက်ပွဲကိုကချင်လွတ်လပ်ရေးတပ်မတော် KIA မဦးစီးပေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ဦးစီးကြောင်းပြောဆိုမှုဟာမြမတက်မတော်နဲ့တွေ့ဆုံဆွေးနွေးရေးအသွားအလာမပြတ်စေဖို့ထိန်းပြောတာဖြစ်နိုင်တယ်လို့စီရင်နဲ့နိုင်ငံရေးအကဲခတ်တွေက CNN သတင်းဌာနကိုပြောပါရယ်။စကိုင်းနိုင်ငံကြီးအထက်ပိုင်းဗမောက်မျိုးသိန်းတိုက်ပွဲမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိအမတ်တက်စစ်ဒေသကဦးစီးကုတ်ကဲခြင်းဖြစ်ကြောင်း KYA ဘက်ကပြောဆိုထားတာပါ။အဲ့ဒီလိုပြောဆိုမှုဟာတတမန်အခင်းကျင်းရတာဖြစ်ပြီး မူလရည်မှန်းထားတဲ့မြမတက်မတော်နဲ့တွေ့ဆုံဆွေးနွေးရဲ့အသွားအလာမပြတ်စေဖို့ထင်းပြောတာလို့ယူဆကြအောင်ပိုးမြသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဘူမူကြီးခွန်ဥက္ကာကစီရင်တာတည်င်းဌာနကိုပြောပါရယ်ဒါကဒီပလိုမစီပါဒီပလိုမစီပါ PIO မှာသမ္မတထားတဲ့ပုဂ္ဂချင်းပြင်းနေနဲ့နမိတ်အပြင်ဘက်ကိုထွက်ပြီးတော့ကျူကျော်တာနေချေတာမရှိပါဘူးဆိုတဲ့ဟာကိုဒါပန်သမန်နေရပြောတာပါဒါကြောင့် အဒီနယ်မှာစိုက်ရင်အဒီနယ်ရဲ့ဒီပတ်စံနေဥဆောင်ပါတယ်ပေါ့ဒါဆိုစကိုင်းတိုင်းနဲ့ရောက်နေပြီဟဲ့လားအဲ့ဒါဆိုတော့အဲ့ဒါကိုအချင်းကလည်းလာကူရတဲ့ဘောပေါ့လေဒါဟိုတန်တန်ရင်တမန်ကြီးရပြောတာပါဆရာမနော်ဒါကြောင့်ဘုသူတားရဘုသူဥဆောင်နေပြောတာတော့အောက်ခြေဒီဒီပတင်းနဲ့အတူချင်းမတူပါပေါ့နော်ဒါတန်တမန်စကားပြောတယ်လို့ကျွန်တော်ယူဆပါတယ် သူတို့ရှင်မွဲကမဖက်ကသဘောတူပြီးသားပဲဆရာမကိုဆွေလေးနဲ့ဆိုသဘောတူပြီးသားဆရာဟိုကမြင့်ကြီးနာမှာဆုံးဖို့အဆိုပြုတယ်ဆရာမမြင့်ကြီးနာကလောဆယ်ရဲ့ချင်းနေရအဲတခြားအင်အားတွေကြားနေတော့ဘယ်သူမှလုံခြုံမှုမပြောနိုင်ဘူးနော်ဒီနေပြည်တော်ဘက်ကလည်းမင်္ဂလာဖြစ်စေတိုင်းတုံဖြစ်စေအဆိုပြုရတယ်မင်္ဂလာတိုင်းတုံမှာပြောလို့လဲဆရာဟိုဘက်ကသဘောမတူသေးတော့ နေရာပြဿနာနဲ့ပဲအခုမတွေ့ဖြစ်တယ်လို့ယူဆပါတယ်။အဲနေရာမဖက်သဘောတူနေရာရသွားရင်တော့တွေ့ဖြစ်ဖို့ရှိတယ်လို့ထင်ပါတယ်ဆရာမ။ရှင်းနေမယ်လို့ပြောထားတဲ့ကြားမှာတိုက်ရကောင်းလားလို့ကကဖြစ်တင်နေတာဟုတ်ဒါကြောင့်ဒီတရက်တွေဟိုကူတာပါ။ဆိုပြီးတော့လဲတာမူလာရီမန်တာတဲ့ပြေဆုံးသူမျိုးအွားလာလို့မပြောင်းပေါ့။ချင်းပြောတယ်လို့ယူဆပါတယ်။ဘမောက်မျိုးကိုကချင်လွတ်လပ်ရေးတမတော် KIA ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တရင်တပ်ဖွဲ့တွေကဒူးဒေတာကာကွယ်ရေးတပ်ဖွဲ့ဗမောက်ပတ်ကပ်ဖာစတဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကစက်တင်ဘာ15ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်စက်တင်ဘာ20ရက်နေ့မှာတင်ပိုက်နိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်ဒေတာကစက်တင်ဘာ22ရက်နေ့မှာကြေညာခဲ့တာပါ။ဗမောက်မျိုးဟာရှမ်းနေတဲ့ကဒူးလူမျိုးတို့အ धिक အများဆုံးနေထိုင်ကြတာဖြစ်ပြီးတိုင်းရင်းသားပြည်ထနာတွေတက်လာနိုင်တဲ့အတွက် အန်ယူဂျီဘက်ကို KIA ကလွှဲချလိုက်တာလို့မြင်ကြောင်းတိုင်းလိုက်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်ထီအောင်ကစီရင်နာတရင်ထာနာကိုပြောပါရစေ။ဟုတ်ပါတယ်သူတို့ဒီမောက်ဆိုရဆာကသူတို့ငွေနာမည်ခံလို့လည်းမကောင်းပြီးမှလည်းမှတိုင်းတိုင်းနဲ့မှပါနေရတယ်ခရှိပြည်တွေကမြို့မဟုတ်ဘူး။အကင်ရကဒါနိုင်ငံကြီးကအကင်ပါတယ်ဆိုတော့အဲ့ဒါလေးတွေပြောအောင်ကြောက်ကြောက်သူကဥဆောင်တိုက်ပြင်းနေတယ်။နောက်ဝေရဒီ NGO ခြေရန်ပြလိုက်တဲ့ဘောသူတို့တွေ့တွေ့ရတာပါတော့ ဒါလည်းဒီနိုင်ငံရေးအဖြစ်အပြည့်ပါတဲ့ဆန္ဒကျွန်တော်ပြောလို့ပဲဒီကသာနာ့မှုပေါ့ဒါအတူတိုက်မှာဘမောင်းမျိုးရတော့လည်းဒီနာမည်မြူဘူးဒါပေမဲ့အင်ဂျီယာတိုက်တဲ့စီမှာလို့ ware မှန်ဒါမှအဲ့မှာကျတော့ဘမောင်းပြဿနာပါရှိရချမ်းဒီတိုင်းနာနဲ့ဂရီတိုင်းနာတွေနေရာရဂရီက၁၄ရာခိုင်နှုန်းရှိတယ်ချမ်းဒီမျိုးက၆၈ရာခိုင်နှုန်းရှိတဲ့ခါကျတော့တိုင်းနာပြဿနာတက်လာတဲ့ခါကျတော့ဒီကအဲ့ဒီအင်ဂျီကိုလွှင့်ချလိုက်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်၂၀၂၅ခုနှစ်ဇူလိုင်လနဲ့ဩဂတ်လတွေအတွင်းမှာ KIA ဌာနချုပ်ကို ချင်းညီနာအဖွဲ့၊ကရင်ပြည်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ရောတက်တော်မြင်းချံ PDF အန်ယူဂျီဝင်ကြီးတွေနာဂလက်နက်ကိုင်တွေစတဲ့ຫນွေဦးတော်လိုင်းအင်အားစုတွေစုံစည်းပြီး KIA နဲ့တွဲဆုံဆွေးနွေးခဲ့ကြတာပါ။အဲ့ဒီတွဲဆုံမှုပြီးနောက်အခုလိုမျိုးမျိုးသိမ်းတိုက်ပွဲတွေဆင်နွှဲလာကြတာဖြစ်ပါတယ်။လက်ရှိမှာစကိုင်းတိုင်းဒေသကြီးအတွင်းမှာခမ်းပတ်မြို့သစ်ရွှေပြည်အေးပင်လယ်ဘူးမော်လူးအင်းတော်နဲ့ဗမောက်စတဲ့မြို့တွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထားပါတယ်။ ဗမောင်မျိုးဟာရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနယ်ထဲမှာပါဝင်ပင်မဲ့လေဒီဇင်ဘာ28ရက်မှာပြုလုပ်မယ်ရွေးကောက်ပွဲအပိုင်း1အတွက်မြို့နယ်တရားနှစ်ခုထဲမှာမပါဝင်သေးကြောင်းသိရပါဗျ TNL အနေနဲ့နှစ်နာဆုံးရှုံးမှုနည်းအောင်ခေါင်းဆောင်တွေကစဉ်စားကြင်ကြင်ဖို့လိုအပ်တယ်လို့ SCA ထိုးထားတဲ့ဘိုးမြတ်လွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCAS မှာဥက္ကဋ္ဌဘိုးမူကြီးခွန်ဦးကာကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါတယ်တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL အနေနဲ့ နင့်နာဆုံးရှုံးမှုနဲ့အောင်ခေါင်းဆောင်တွေကစဉ်စားချင်းချိန်မှုလိုအပ်တယ်လို့ NCA ထိုးထားတယ်။ပောက်အမျိုးသားလက်မြောက်ရေးအဖွဲ့ချုပ် PNLONCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခေါင်းကကစီအန်နဲ့တည်င်းဌာနကိုပြောပါတယ်။ TNLA သိမ်းပိုက်ထားတဲ့ကြောင်မင်းမျိုးကိုမြန်မာတပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် TNLA အနေနဲ့နင့်နာဆုံးရှုံးမှုနဲ့အောင်စဉ်စားတင့်တယ်လို့အကြံပြုထောက်ပြနေကြပါတယ်။လက်ရှိအချိန်မှာ TNLA ဆေးရည်အသက်ကြာရှည်ရမှာ စေရေးအကြပိုင်းကိုအနှဲငယ်ချင်းကပ်လာနေတဲ့အခြေအနေမျိုးရင်ဆိုင်နေရကြောင်း TNN နေခေါင်းဆောင်တွေအနေနဲ့နှင်နာဆုံးရှုံးမှုအ ਨੇ ဆုံးဖြစ်အောင်စဉ်းစားအခြေချိန်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ပောက်အမျိုးသားလက်မြောက်ရေးအဖွဲ့ချုပ် PNLONCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခေါင်းကာက CNN တတင်းဌာနကိုပြောပါတယ်ဒီဒီဘုရားရှင်တော့ကြောက်မဲရဲ့ဒီဘောရဲ့ပါရင်မဟုတ်ပါဘူးဘာဖြစ်ဖြစ်ဒီအကြအစာရှိတာကိုစီးရင်းပါတော့ ဒါကြောင့်ဒီဒီဒီလက်ရှိ DNL အနေနဲ့ကတော့အကြပိုင်းကိုနည်းနည်းချင်းကပ်လာနေတဲ့သဘောမျိုးတော့ယူဆရရတာပေါ့ဗျာ။ဒီမှာမဟာမိတ်အားနည်းလာတယ်။နောက်ပြီးတော့ဒီဒီအစုအဖွဲ့အားနည်းလာတယ်။နောက်ပြီးတော့တစ်ဖက်ကဟိုရင်ဆိုင်ရတဲ့ဒီလက်ရှိကော်မရှင်ဘက်ကလည်းပဲပို့ပြီးတော့လူရင်အားပစ္စည်းအားကျွန်တော်တို့အကုန်ပြနေရဲ့ဟိုပါပါလေ 人们压力也不高哪里看见了？不不收不收啊！把你一点压力都不好去了，大家。你 <noise> 看，不次哎，不是，那次可能电电动完了，保底压力还的啊，就我那里变了，把他妈的赚没了，我赚没了，我了，我那里收不住，娃的这个保姆，那生意完了，现在加起了，加那个。 ဥဒေနဲ့တော့မျိုးလို့ခြုံကိုသုံးတတ်လို့ရတာပါဗျာ။ဒါကြောင့်သူတို့အနေနဲ့အကြမနာအောင်ခြားတဲ့အချိန်မှာမျက်နှာဆောင်ရှုံးမှုအနည်းဆုံးဖြစ်အောင်တော့ဘောင်းကလို့ရှင်းသားချင်းချင်းလို့လို့တာပါဗျာ။လက်ရှိအချိန်မှာကြောင်မဲမျိုးအနီးတစ်ဝိုက်မှာတိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားနေပြီ။တိုက်ပွဲတွေကြားမှာနေအိမ်တွေအစိုးရရုံးနေနဲ့အဆောက်အဦအချို့မီးလောင်ပျက်စီးလာတယ်လို့ဒေရခန်တွေလည်းတင်းရှောင်ထွက်ပြေးနေကြရပါတယ်။ TNL အနေနဲ့မိုးကုတ်တီဘောအခြားသောနေရာတွေကိုလည်းထိမ့်သိမ်းထားနိုင်နေတာကြောင့် ကြောင်မဲမျိုးကိုဆက်လက်ခုခံဖို့မလုပ်တော့ပဲနင့်နာဆုံးရှုံးမှုနည်းအောင်စုပ်တင်တယ်လို့ပအုပ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLONCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ကာက CNN သတင်းဌာနကိုပြောပါတယ်။ဒါတော့အနာအနာဆက်ခံဖို့မလိုတော့ဘူး။မတော်တခြားနေရာတွေလည်းအများကြီးထိမှန်လာရှိတယ်။အမိုးကုန်ရှိတယ်၊ဒီဘောရှိတယ်။ဒီမှာလည်းဟိုရှိတော့ဒီတနေရာလေးတစ်ခုနဲ့ဟောပုံလေးပဲဆိုရင်နောက်ထပ်ဟာလာဟိုကြဘက်မှာအဆုံးဘက်မှာဟာလာဒီ ကိုပါ retreat ဆိုရှိတာပေါ့အင်္ဂလိပ်စကားမှာဆုတ်တယ်ဆိုရင်လည်းအမျက်မှောက်ဆုံးဆုံးမင်းအောင်ဆုတ်နိုင်တဲ့လူကသိရင်းမှာပါတာပဲဒါကြောင့်ကိုပါ retreat လို့နာမည်ဆိုတာသိပါတယ်လို့ယူဆတာပေါ့တီအန်အယ်လီဟာ2023ခုနှစ်အောက်တိုဘာ29ရက်ကကိုကန့်တပ်ဖွဲ့ MNDAA ရခိုင်တပ်ဖွဲ့ AA KNDF BNR BPL NDYPDF DPL PLA စတဲ့လက်နက်ကင်အင်အားစုတွေနဲ့စုဖွဲ့က တစ်တုံညာနှစ်ကုံဆင်စင်ရေကိုရှမ်းပြည်နယ်မြောက်ပိုင်းနယ်မန္တလေးတန်းတရာကြီးအတွင်းမှာဖော်ဆောင်ခဲ့ကြပါတယ်။အဲ့ဒီဆင်စင်ရေအတွင်းမှာ TNL ဟာရှမ်းပြည်နယ်မြောက်ပိုင်းရှိနန့်ခမ်း၊နန့်စန်း၊မိုင်တုံ၊မိုင်းငော့၊နမတူ၊ကြောက်မဲ၊တီဘော၊နောင်ချိုမိုးမိတ်၊မိုင်းလုံးကုတ်ခိုင်နဲ့မန္တလေးတန်းတရာကြီးအတွင်းကမိုးကုတ်တို့ကိုတင်ပိုက်ခဲ့ပါတယ်။အဲ့ဒီနောက်မြမတက်မတော်ကလူဝင်ရနဲ့လက်နက်အင်အားတွေပြန်လဲစုဖွဲ့ကထိုးစစ်ဆင်တိုက်ခတ်ခဲ့ရာကြောင့်နောင်ချိုမျိုးကိုပြန်လဲတိမ့်ပတ်ခဲ့သလို မိုးကုတ်မြို့ကိုလည်းတင်ပိုက်နိုင်မြို့ဝနီးတီထိုးစစ်ရောက်ရှိလာခဲ့ပါတယ်။အလားတူမြမတပ်မတော်ဟာကြောက်မဲမြို့ကိုတင်ပိုက်နိုင်ထိုးစစ်ဆင်နေရမြို့အတွင်းကိုရောက်ရှိလာသလိုတီဘောမြို့ကိုတစက်တည်းထိုးစစ်ဆင်နိုင်ဖို့ကိုလည်းပြင်ဆင်ဖို့ရှိနေပါတယ်။တခြားတစ်ဖက်မှာတော့ TNL မှာဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြာဦးဆောင်တဲ့အဖွဲ့နဲ့မြမတပ်မတော်မှာဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့တို့တရုတ်နိုင်ငံကိုမင်းမြို့မှာ2025ခုနှစ်ဖေဖော်ဝါရီ16ရက်များမှာဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီနော်ဒုတိယအကြိမ်အနေနဲ့ TNL နဲ့မြန်မာတက်မတော်တို့2025ခုနှစ် April 28ရက်နဲ့29ရက်ကတရုတ်နိုင်ငံကုမေးမြို့မှာဆက်လက်ဆင်းရဲခဲ့ကြသလိုတတိယအကြိမ်မြောက်ကိုတော့ August လကောင်ပိုင်းမှာဆင်းရဲခဲ့ကြပြီမဲ့သဘောတူညီမှုမရရှိသေးပါဘူး TNDP ပါတီအပေါ်ချင်းချောက်လာမှုကိုခင်မဆိုင်ဘူးလို့ပါတီဥက္ကဋ္ဌဆိုင်းထီအောင်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှင်းစားလိုက်ရအောင်ပါ လာမယ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့မိမိတို့ပါတီအားချင်းချောင်းမှုတွေရှိနေပေမဲ့လည်းဂယူမဆိုင်ကြောင်းတိုင်းလိုင်ရှင်ဤအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာစိုင်းတီအောင်ကပြောပါရတယ်။တိုင်းလိုင်ရှင်ဤအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဟာအရသာအစိုးရလက်ထက်မှာ2013ခုနှစ်မေလ10ရက်နေ့မှာပါတီတည်ထောင်ခွင့်ရရှိခဲ့တာဖြစ်ပြီးပါတီတက်တန်းမှာ73နှစ်ကျော်ရှိပြီဖြစ်ကြောင်းချမ်းနေလူမျိုးတွေရဲ့ပထမဆုံးသောနိုင်ငံရေးပါတီဖြစ်ကြောင်းကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းတို့မှာရွေးကောက်ပွဲအသီးသီးကိုဝင်ရောက်ရှင်ပြိုင်ခဲ့ ဲ့ကြောင်းသိရပါဗျ။မိမိတို့ပါတီအားချင်းချောင်းမှုတွေရှိနေပေမဲ့လည်းပါတီအတွက်ချင်းချောင်းမှုတွေကရိုးသွားပြီးဖြစ်ကြောင်းပြည်သူထောက်ခံမှုများများရလေလေချင်းချောင်းမှုနဲ့ဝေးလေလေဖြစ်သွားလိမ့်မယ်လို့တိုင်းလိုင်းရှန်ဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဆိုင်းထီအောင်ကဆီယန်နိုင်သတင်းဌာနကိုပြောပါဗျ။ပါပီနေနဲ့တော့ပြူကြီးရောခက်ခဲရှိနေမယ်အဲ့လိုကြီးပြတာလို့မျိုးစင်တော့ပြပွဲတွေဖြစ်နိုင်အဖြစ်နေကြတယ်အမင်းထဲဖို့တွေကတော့မင်းယူထောက်ဖို့တော့မဖြစ်နိုင်တဲ့အတိုင်းတာလို့ဖြစ်နေတာပေါ့နောက် PNY ဘက်ကလည်းဘုံကြီးတော်ကပြောတာနဲ့ဒီထိချုပ်တဲ့နေနေမှာ ယူကော့ပဲမကျင်းပါရဘူးလို့ပြောထားတဲ့ခါကျတော့ဒါနောက်ဆက်မှုတော့တခုတော့ရှိမှာတော့အခုဆိုရင်တော့ဒီကိန်းမြေနယ်မှာဆိုရက်စင်ပေါ်ဒါလို့ဒီဆိုတော့သူတို့ထင်းချမှုကိုရောက်နေတယ်ဒါနဲ့မဲမှုထောင်နေမှုအလားလားနည်းတာကိုအဲ့ဒါတော့ဘန်ပါတီရဲ့အခက်အခဲကြီးမားဆုံးကတော့ကျွန်တော်တို့ကိုယ်ရင်ကိုယ်အားတည်ထောင်တဲ့ခါကျတော့ရမုံဝင်ခက်ခဲရှိပါတယ်ကျွန်တော်တို့ပါတီအနေနဲ့ကတော့ချင်းချောက်မှုတွေလည်းရှိပါတယ်အခုကြောင့်ကတော့ကျွန်တော်ရိုးရိုးလေးလိုပြောလို့ရပါတော့ဒီချင်းချောက်မှုလည်းခုမဆိုင်ပါဘူးဒါပြည်သူရဲ့ထောက်ခံမှုတွေမြင်းများရနေပြီဒီချင်းချောက်မှုကကျွန်တော်ဝေးလေလေဖြစ်သွားပါလိမ့်မယ်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင် န်တာယာရေးကော်မရှင်ဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတော့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးတာမှာကာကွယ်ပေးရေးဥပဒေအား2025ခုနှစ်ဇူလိုင်29ရက်ကပြဋ္ဌာန်းခဲ့ပါတယ်။အဆိုပါဥပဒေအရထောင်နဲ့အနည်းဆုံး10နှစ်မှာအများဆုံးတသက်တကြွန်းကနေတည်တံအထိချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားပါတယ်။တိုင်းလိုင်းရှမ်းဒီ TNDB ပါတီဟာကချင်ပြည်နယ်အခြေစိုက်ဖြစ်ပြီးကချင်ပြည်နယ်မှာပြည်နယ်နဲ့အမျိုးသားကိုပြားမဲဆန္ဒနဲ့ခွဲတဲ့အခါမဲဆန္ဒနဲ့အမတ်နှစ်ကိုအားစိုက်ပြီးပြိုင်မှာဖြစ်ကြောင်း TNDB ပါတီဥက္ကရာဆိုင်းတီအောင်ကပြောပါရယ်ကျွန်တော်တို့စီးရင်ပြင်သားပါကတော့30နဲ့9ဦးပေါ့အခုစီးရင်မှာတော့ပါတော့စီးနေတာပါလေမပြီးသေးဘူးစ ၃ရက်နေ့မှသူတို့ပြီးလိမ့်မယ်။အဲပါတီချင်းတွေကတော့တောင်းရတယ်ကျွန်တော်တို့လူလူယုံကြည်မှုပြသပါတယ်ကြားတယ်ဟိုဘုံကြီးပြန်သွားလိုက်တယ်ပြန်သွားတဲ့အချိန်မှာဒီကိစ္စကထိထိဆက်ဆံပြောဆိုရအကြောင်းရင်းတွေလည်းရှိလာတယ်ပေါ့နော်။လူလူရဲ့ခံစားချက်တွေပါတယ်ဆိုရတယ်ကျွန်တော်သိရတာပေါ့နော်။ကျွန်တော်ခံစားချက်နဲ့အစီအစီပါကျွန်တော်ဒီတာအတွင်းကဒီလိုယုံကြည်မှုတော့များလာတယ်လို့ကျွန်တော်ဒီခံစားရပါတယ်။အဲကျွန်တော်တို့ကကချင်ပြည်နယ်အခြေစိုက်ထိုးတဲ့အခါကျတော့အဲကိုကချင်ပြည်နယ်မှာပြည်နယ်နဲ့မြို့ ားကိုသူကမဲဆန္ဒနဲ့ဒီရမဲဆန္ဒရဲ့ခွဲတဲ့ခါမှာကျွန်တော်ကမဲဆန္ဒနဲ့အမနစ်ဘက်ကအများဆုံးပါတော့တယ်ကျွန်တော် data တွေကတော့မဲဆန္ဒနဲ့အမနစ်မှာရှင်းတဲ့ကြောင်အမနစ်ကိုကျွန်တော်အားစိုက်ပြီးပြင်ပါ နိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေအသစ်မှာလည်းကြားနီပါတီကမှတ်ပုံပြန်တင်ခဲ့ပြီးကချင်ပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီအဖြစ်သာဆက်လက်ရည်တည်နေတာလည်းဖြစ်ပါတယ်။လာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း1မှာကချင်ပြည်နယ်အတွင်းမှာပြည်နယ်လွတ်တော်36နေရာ ပြည်သူ့လွတ်တော်18နေရာအမျိုးသားလွတ်တော်12နေရာစုစုပေါင်းမဲဆန္ဒနဲ့66နေရာရွေးကောက်ခံကြရမှာဖြစ်ပါတယ်။ စီအလိုက်တဲ့တင်းထောင်နိုင်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပြီးမှာပါအရှိတီမောနိုင်ငံမှာစီးပွားရေးမကျေနပ်မှုတွေကြီးထွားလာတဲ့အတူလူမှုဆန္ဒပြအောင်ကြွလာခဲ့တဲ့ဆွေသတင်းပဲဖြစ်ပါတယ်သတင်းပြည်သူကိုရှုစားလိုက်ရအောင်ပါအရှေ့ဒီမောနိုင်ငံမှာစီးပွားရေးမကျေနပ်မှုတွေကြီးထွားလာခြင်းနဲ့အတူဒုရုဆန္ဒပြအုံကြွားမှုတွေရှိလာခဲ့တယ်လို့နေကိုင်းအေရှားကဖော်ပြခဲ့ပါတယ်။အရှေ့ဒီမောနိုင်ငံမှာလွတ်တော်အမတ်တွေကလွတ်တော်ကိုယ်စားလှယ်တွေကို ရာသပံပေးစင်ခန်းစားခွင့်ပေးထားတဲ့ဥပဒေကိုအဆုံးသတ်ဖို့မဲပေးခဲ့ကြပါတယ်။ အရှိတောင်အာရှရဲ့အစင်းအဆုံနိုင်ငံတွေထဲမှာပါဝင်တဲ့အရှိတီမွန်မှာလွတ်တော်အမတ်တွေရဲ့အကျိုးကံစားခွင့်တွေမြန်မာနိုင်ငံကိုစန့်ကျင်တဲ့ចောင်းသားတွေဥဆောင်တဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးနောက်အခုလိုမဲပေးဆုံးပြည့်ခဲ့ကြတာဖြစ်ပါတယ်2006ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့လာဇာငွေတလားစာနဲ့တူရာသပ်ပံပင်စင်ခံစားခွင့်စင်မှာသမရဟောင်းတွေဝင်းကြီးချုပ်ဟောင်းတွေအစိုးရအဖွဲ့ဝင်ဝင်းကြီးဟောင်းတွေနဲ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတွေပါဝင်ခဲ့ပါတယ်ဒါပေမဲ့စက်တင်ဘာ26ရက်မှာလွတ်တော်ကိုယ်စားလှယ်62ဦးက ဓာတ်သဖန်ပင်စင်ခန်းစားဝယ်ကိုပယ်ဖြတ်တဲ့ဥတွေကိုတင်ကြီးတင်ညွတ်တဲ့အတည်ပြုခဲ့ပါတယ်။တက္ကသိုလ်ကျောင်းသားအားလုံးကိုပြောချင်တာကတင်တို့ရဲ့တောင်းဆိုမှုတွေဟာပြေဝသွားခဲ့ပါပြီ။ကျေးဇူးပြုပြီးတော့ဆန္ဒပြမှုတွေကိုရပ်တန့်ကြပါလို့ခွန်တိုပါတီကလွတ်တော်အမတ်တူဖြစ်တဲ့အိုလီနာဂူတာရက်စ်ကပြောကြားခဲ့ပါတယ်။ဒီဥတွေကိုငြိမ်းငြိမ်းနိုဘယ်ဆုရှင်ဖြစ်ပြီးဒုလေကောင်းဆောင်တူဖြစ်တဲ့အရှေ့ဒီမိုတမရာဟိုဆေးရာမိုဟော်တာတန်ပေးဖို့သွားမှာဖြစ်ပါတယ်။ အရှိတီမော်မှာပြီးခဲ့တဲ့နှစ်ကဒဇီးလင်ဒေါ်လာ6,305,000ခန့်ကုန်ကြတဲ့ Toyota Prado ကားတွေကိုတိုတော်ကိုယ်စားလှယ်65ဦးအတွက်တဦးလင်ဒဇီးစီဝယ်ယူပေးဖို့အတွက်ဒေါ်လာ၄သန်းမှ၂တန်းရှိတဲ့ဘတ်ဂျက်ကိုဆန္ဒပြသူတွေကစန့်ကျင်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ဒီဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးနောက်တိုတော်ကိုယ်စားလှယ်တွေကကားတွေဝယ်ယူရေးအစီအစဉ်နဲ့ရာသပံပင်စင်ခန်းစား권အစီအစဉ်တွေကိုပယ်ပြဲခဲ့ခြင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာရွှေတရူနှစ်ကို ဘတ်6တောင်းကျော်အထိမြင့်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။အမေရိကန်အစိုးရရန်နေရာရန်တန့်သွားွယ်ရှိတဲ့အခြေအနေကြောင့်စက်တင်ဘာ30ရက်မှာထိုင်းနိုင်ငံမှာရွှေတရူနှစ်လျင်ဘတ်6တောင်းကျော်အထိမြင့်တက်ခဲ့တယ်လို့တနေ့ရှင်းကဖော်ပြခဲ့ပါဗျာ။အမေရိကန်မှာအစိုးရရန်နေရာရန်တန့်ွယ်ရှိတဲ့အခြေအနေနဲ့ကုန်သွယ်ရေးတင်မာမှုတွေမြင့်တက်နေချိန်မှာယင်းနှမြုံနှံသူတွေဟာဝယ်ပြီးပါကဆုံးရှုံးတာမရှိနိုင်တဲ့ခြွေနဲ့ငွေရှိစာတိုက်တွေကိုစိတ်ဝင်စားလာတာကြောင့်ထိုင်းရွှေဈေးတွေစံချိန်တွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ရွှေကုန်းတမားအတင်းကစက်တင်ဘာ30ရက်အဖွင့်ဈေးကိုဘတ်650တိမြင့်တင်ကြောင်းကြေညာခဲ့ပြီးရွှေဒီယူနစ်လျင်ဘတ်9850ကိုရောက်ရှိခဲ့ပါတယ်။မနက်7:00နာရီမှာတော့ရွှေကျောင်းရောင်းဝယ်မှုတွေမှာရောင်းဈေးဘတ်9300ရှိခဲ့ပြီးဝယ်ဈေးမှာဘတ်9900ရှိခဲ့ပါတယ်။ရွှေတယ်များရဲ့ဈေးနှုန်းတွေကလည်းဝယ်ဈေးဟာတယူနစ်လျင်9810.3သိန်းဘတ်နဲ့ရောင်းဈေးဟာတယူနစ်လျင်ဘတ်6100.5သိန်းအထိဈေးရှိခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ဘတ်ဂျက်အစီအစဉ်မတိုးတာမဆုတ်တာအခြေအနေကိုရောက်ရှိနေမှုကိုရင်းနှီးမြှုပ်နှံသူတွေကစိုးရိမ်ခဲ့ကြတာကြောင့်ခြေစေးတွေစံချိန်တွေမြင့်တက်ခဲ့တာဖြစ်တယ်လို့ခြေကုံတဲ့ရေးဖွဲ့ MDS Go Group ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ကရန်တက်ဒူရာကက်ကပြောကြားခဲ့ပါတယ်။အမေရိကန်မှာလွှတ်တော်ကဘတ်ဂျက်ကိုအတိမပြုခဲ့ပါကအစိုးရလုပ်ငန်းတွေရပ်တန့်သွားမှာဖြစ်ပြီးဈေးကွက်ကတောင်းကနေအခြေအနေကိုဖြစ်ပွားစေခဲ့ကခြေစေးတွေပုံပုံမြင့်တက်လာနိုင်ရည်ရှိကြောင်းသူကပြောပါတယ်။ ကမ္ဘာရွှေဈေးဟာစက်တင်ဘာ30ရက်မနက်7:00နာရီကမှချွေတောင်စားလျင်ဒေါ်လာ3864ဒသမ95ဒေါ်လာအထိမြင့်တက်ခဲ့ပါတယ်။ကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရဲ့အခြေအနေမတည်ငြိမ်မှုတွေမြင့်တက်လာခဲ့မှုနဲ့အတူရွှေဟာဘေးကင်းလုံခြုံတဲ့ရင်းနှီးမြှုပ်နှံမှုပစ္စည်းအဖြစ်သူ့ရဲ့အခန်းကဏ္ဍကိုပုံမိုခိုင်မာစွာရပ်တည်နိုင်ခဲ့ပါတယ်။ဂျပန်နိုင်ငံမှာပြပခီးသောအများပြားလာရောက်ကြမှုနဲ့အတူတောလာစားတောက်ကြီးစင်းုံတွေတုံးစားခန့်မြင့်တက်လာမှုကြောင့်ဂျပန်စားတင်ကြောင်းတွေက ကြောင်သားကလေးငယ်တွေရဲ့လိလာခီးစဉ်တွေဖြတ်သိမ်းလိုက်ရတဲ့အခြေအနေနဲ့ရေဆိုင်ခဲ့ရတဲ့ဆွဲတဲ့င်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ဂျပန်နိုင်ငံရဲ့မြို့တော်ဟောင်းကျိုတိုမြို့မှာပြည်ပခရီးသွားတွေအများအပြားလာရောက်နေတာနဲ့အတူ အချို့ဂျပန်စာတင်ကျောင်းတွေကကျောင်းသားကလေးငယ်တွေအတွက်လေ့လာရေးခရီးစဉ်တွေအဖြစ်ရှင်းဟောင်းမျိုးတော်ဖြစ်တဲ့ဂျိုဒိုကိုတွားရောက်လေ့ရှိတဲ့လေ့လာရေးခရီးစဉ်တွေကိုဆုံးနှုတ်ခဲ့ကြတယ်လို့ South China Morning Post မှာဖော်ပြခဲ့ပါတယ်။အဲဒီလိုပြပခရီးသွားတွေအလွန်ကျွံဝင်ရောက်လာမှုဟာဒေသခံတွေအတွက်လူနေမှုဘဝပုံစံကိုပြန်လည်ပုံသွင်းရရောက်နေတယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။လက်ရှိမှာရှင်းဟောင်းဂူဘိမ့်မန်တွေနဲ့ဖျားကျောင်းတွေမှာလူများထူထပ်နေခြင်းမီးရထားတွေနဲ့ဗတ်စကားတွေပေါ်မှာလူတွေပြည့်ကျက်နေခြင်းဟိုတယ်တွေနဲ့ စားတောက်ဆိုင်တွေမှာဈေးနှုန်းတွေတုံးစားခက်မြင့်တက်နေခြင်းအစားရှိရပြဿနာတွေကြောင့်ကျောင်းဆရာတွေကျောင်းသားကလေးငယ်တွေစိတ်ပျက်စေခဲ့ပါတယ်။ဒါအပြင်အရင်ကတည်းကကြိုတိုမျိုးတော်ကိုစာတင်ကျောင်းတွေရဲ့လိလာရေးခီးစုံမှတ်အဖြစ်သတ်မှတ်ထားတဲ့ကျောင်းသားမိဘတွေနဲ့လိလာရေးခီးစီစဉ်သူတွေကလည်းအဲ့ဒီအခြေအနေကိုစိတ်ပျက်နေကြပါတယ်။ ကျိုတိုမျိုးအနီးကကန်တိုဒီတာကစာတင်ကြောင်းအများစုကကြောင်းသားတွေဟာကျိုတိုကိုလေ့လာရေးခရီးစဉ်တွားကျင်ကြပါမယ်။ပြဿနာတွေကတစ်ခုထက်တစ်ခုပိုပြီးများလာခဲ့ပါတယ်လို့ဂျပန်စာတင်ကြောင်းလေ့လာရေးခရီးစဉ်အဖွဲ့ချုပ်ရဲ့အရာရှိဖြစ်သူမီချီယိုနာကာဒီကပြောကြားခဲ့ပါတယ်။ပြည်ပခရီးသွားတွေအလုံးကျုံဝင်ရောက်လာတာကြောင့်ကြောင်းလေ့လာရေးခရီးစဉ်တွေစီစဉ်ရမှာကုန်ကြစည်မြင့်တက်မှုတွေနဲ့အခက်အခဲတွေရှိလာခဲ့တယ်လို့သူကဆိုပါတယ်။တချို့နေရာမှာဆိုရင်လူတွေအများများလုံးလို့ကြောင်းသားတွေကလေ့လာရေးခရီးစဉ်မှာဘာကိုမှတိတ်မမြင်ခဲ့ရပါဘူး။ အဲ့ဒါကြောင့်သူတို့စိတ်ပြက်ခဲ့ကြပါတယ်ပြီးတော့ဂျပန်မိဘအများစုကလည်းသူတို့သားသမီးတွေကိုငယ်တုန်းရွယ်တုန်းမှကြောင်လိလာရေးခီးစဉ်ဖြစ်ကျိုးတူကိုသွားစေချင်နေကြပြီမဲ့အခက်ခဲတွေနဲ့ရင်းဆိုင်လာခဲ့ရပါတယ်လို့နာဂာဒီကပြောကြားခဲ့ပါတယ်စီအနာသတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါပါကလာဒါစရီအသင်းရဲ့ပွဲစဉ်မှာတကူးကူးမရှိတဲ့အရေးနှင်းခဲ့ပြီးနောက်အသင်းကောင်းဆောင်ဘန်တိုက်က အသေးအနေနဲ့အမားယူနစ်ကိုအဆုံးသတ်ပြီးတိုးတက်အောင်ပြုလုပ်ဖို့တောင်းဆိုခဲ့တဲ့တင်ကိုတင်ဆက်ပေးလိုက်ပါရယ်။လေပါဦးတင်ဟာချန်ပီယံလိလီဖေးပွဲစဉ်နေ့ဖြစ်ကစားခဲ့တဲ့ဂါရာစာရီအသင်းရဲ့ပွဲစဉ်မှာတဘိုးကိုမရှိနဲ့အရေးနေခဲ့ပြီးနောက်အသင်းကောင်းဆောင်ဗန်ဒိုက်ကအသေးအနေနဲ့အမားယူနစ်ကိုအဆုံးသတ်ပြီးတိုးတက်အောင်ပြုလုပ်ဖို့တောင်းဆိုခဲ့ပါရယ်။ဗန်ဒိုက်ကစုံနေရတာကိုမုန်းတီးပေမဲ့အထိတ်လန့်အဖြစ်တင်ပါဘူး။ ဒါပေမဲ့ကျွန်တော်တို့ကတေချာပေါက်ကိုတိုးတက်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကရရှိလာတဲ့အခွင့်အရေးတွေကိုဘိုးပြစ်ပြောင်းလဲရမှာဖြစ်တယ်လို့ဒီဘွဲကလိုမျိုးပန်နယ်တီခွင့်မပြုဖို့နဲ့မိုင်မဲတဲ့အမားတွေမလုပ်ဖို့လိုပါတယ်ကျွန်တော်တို့ကအတူလက်တွဲပြီးလာမဲ့ဘွဲအတွက်အလုံးဆက်လုပ်ရမှာဖြစ်တယ်လို့ဒါကကျွန်တော်တို့အာယုံဆိုင်နိုင်တဲ့တခုတည်းသောအရာပါလို့ Amazon Prime နဲ့အင်တာဗျူးမှာပြောခဲ့တာပါဒီပါဦးတင်ဟာဒီဘွဲစဉ်ရဲ့ဘွဲရဲ့16မိနစ်မှာပေးခဲ့ရတဲ့ OC မဲပန်နယ်တီတွင်ကိုကြောင့်ဂါရာစာရီအသင်းကိုရေးနေခဲ့တာဖြစ်ပါတယ် ်အန်ဗီဂလက်ဟာပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာခရစ်စတယ်ပဲလီအသင်းကိုရေးနေခဲ့တဲ့အတွက်ဒီဟာသည်နှစ်ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရတာပါလီဗာပူးအသင်းကြီးပြအာနီစလော့ကရှုံးပွဲအတွက်စိတ်ပြတ်ပေမဲ့အသင်းရဲ့စွမ်းဆောင်ရာခရစ်စတယ်ပဲလီအသင်းရဲ့ပွဲစဉ်ကတည်းပိုပြီးကောင်းတယ်လို့ပြောခဲ့ပါဗျာ ဒီဘက်မှာလီဘာအိုသိန်းကိုသမအယ်လီဆန်ဟာဒဏ်ရာရရှိသွားခဲ့တဲ့အတွက်ပွဲချိန်56မိနစ်မှာမာမာဒက်ရီလီနဲ့လူစားလဲခံခဲ့ရတာပါအယ်လီဆန်ဟာဒဏ်ရာကြောင့်လာမယ့်ချယ်ရီသိန်းနဲ့ပေးမရလီပွဲစဉ်မှာလီဘာအိုသိန်းအတွက်ပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့ဒီပြအာနီစလော့ကပြောပြပါတယ်အယ်လီဆန်ဟာတကောက်ကျော်ဒဏ်ရာကြောင့်ပြီးခဲ့တဲ့ရာသီကလီဘာအိုသိန်းရဲ့ပရီးမီးယားလိဂ်၁၀ဘက်ကိုလွဲချော်ခဲ့တာပါလီဘာအိုသိန်းတိုက်စစ်မှု AGTK လည်းဒဏ်ရာကြောင့်ဒုတိယပိုင်းမှာလူစားလဲခံခဲ့ရပြီးချယ်ရီသိန်းရဲ့ပွဲမှာပါဝင်နိုင်မလားဆိုတာကြည့်ရမယ်လို့နီးပြအာနီစလော့ကပြောပြပါတယ် စီအနာသတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတနေ့ကိုပိုင်ဆိုင်နေကြပါသေးရှင်။